မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အမ် electronic PC တွေမှာလေမပါမဖြစ်လို့တွေ့နေရတဲ့တိတိလေးဒါပေမဲ့အရန်အရေးပါတဲ့အစီအပိုင်းတစ်ခုဟုတ်တယ် capacitor အကြောင်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်သူကလျက်စစ်ဆွမ်းရင်ကိုဘလို့တော်လောင်တယ်လေအဲ battery တွေနဲ့ကောဘာကွာလဲဘာကြောင့်ဒီလောက်အသုံးမရရတယ်ဆိုတာတွေကိုပြည့်ပြတ်သွားမှာပါဟုတ်ကဲ့ရှင်ဒါပေမဲ့အကြောင်းအရာအသေးမဝင်ခင်ပါလေအရေးရန်ကြီးတဲ့တတိပိချက်လေးတစ်ခုတော့အရင်ပြောပါစီ ်လျက်စစ်ဆိုတာ NDA အင်မတန်များပါလေရှင်တတိမထိုင်းရင်အတက် NDA ထိရှိနိုင်ပါလေဒါကြောင့်လျက်စစ်နဲ့ပတ်သက်တဲ့အလို့မှန်တများကိုအရေးချင်းပြည့်မီတဲ့ကြွမ်းကျင်တဲ့သူတွေပဲလှုပ်တင်တာပါအထူးသဖြင့်ပေါ့နော် capacitor ရဲ့ဟိုငုတ်တိုင်လေးတွေ terminals တွေကိုဘယ်လုံးမှတိုက်ရက်တိမီဖို့အရေးကြီးတယ်သူတို့ထဲမှာလျက်စစ်တက်တီကြံနေနိုင်ပြီး shock ဖြစ်နိုင်လို့ပါရှင်ဟုတ်ကဲ့ကောင်းပါပြီဒီအရေးကြီးတဲ့သတိပေးချက်ကိုမှတ်ထားကြတာပေါ့ဒါဆိုရင် capacitor ဆိုတာအတိအကျပါလေဗျာ။သူဘလို့အလုပ်လုပ်သလားဆိုတာလေးစလိုက်ကြရအောင်။အခြေခံသဘောတရားအားရဆိုရင် capacitor ဆိုတာကလက်စစ်စွမ်းရင်ပေါ့။အဲပိုတိတိကျကျပြောရင်လက်စစ်ဓာတ် electric charge ကိုတိုးလောင်တဲ့ကိရိယာတကူပါ။သူ့ပုံစံက battery နဲ့နည်းနည်းလေးဆင်တယ်လို့ပဲနော်။ဒါပေမဲ့စွမ်းရင်တိုးလောင်တဲ့နီလန်းကတော့လုံးဝမတူဘူးလို့ဆိုပါတယ်။ဟုတ်ပါတယ်ရှင်။အဓိကကွာခြားချက်ကလည်း battery တွေကဓာတုပဲတာနီးနဲ့စွမ်းအင်ကို အချင်းကြကြတိုးလောင်နေတဲ့ capacitor ကြတော့ lithium sequin ပုံစံနဲ့တိုးလောင်တာပါအဲ့တော့ battery လို့ဆိုရင်အများကြီးကိုအကြာကြီးမတိုးလောင်နိုင်ဘူးပေါ့ဒါပေမဲ့သူ့ရဲ့အကြီးဆုံးအားတာချက်ကဆွေးရင်ကိုအင်မတန်မြင်မြန်သွင်းနိုင်တယ်မြင်မြန်ပြန်ထုတ်နိုင်တယ်အဲ့ဒီအမြန်နှုန်းက capacitor တွေကိုတန်းဖို့ရှိစေတဲ့အဓိကအချက်ပါပဲရှင်။အော်အဲ့ဒီအမြန်နှုန်းကြောင့်ပဲသူတို့ကိုနေရာတကာမှာတွေးနေရတာကို ဖုံးအားသွင်းကောင်းတဲ့ကွန်ပျူတာတွေ TV တွေအထိပဲဟုတ်တယ် လစ်စစ်ပလံပြစက်ခစ်ဘောပါတယ်ပစီတိုင်းလိုလိုမှာကပက်စတာတမျိုးမဟုတ်တမျိုးပါနေတာပဲသူ့လိုလိုပုံကိုပိုနားလေလွယ်အောင်ဘလို့ပတ်မှာပေးလို့ရမလဲဗျာอืมနားလေလွယ်တဲ့ဥပမာတစ်ခုကတော့ရေစစ်တန်တစ်ခုနဲ့နိုင်ရှင်ကြည်တာပါပဲဆိုပါတော့ရေပိုက်လိုင်းတစ်ခုမှာရေတွေစီးနေတယ်ပေါ့နော်အဲ့ဒီပိုက်လိုင်းကိုအလဲကနေအဆွရှင် valve တစ်ခုနဲ့ပိုက်လိုက်တယ်ဆိုပါစို့ပိုက်အဖျားကနေရေထွက်တာချက်ချင်းရက်သွားမှာပေါ့ ဟုတ်တာပေါ့ရေလန်းချောင်းပိတ်သွားတာကိုဟုတ်ကဲ့အခုတမျိုးလေးစဉ်းစားကြည့်ရအောင်အဲ့ဒီအဆို့ရွှင်ရဲ့နောက်မှာရေကန်လေးတစ်ခုကြားခံထားလိုက်မယ်ဆိုရင်ကောအဆို့ရွှင်ကိုမပိတ်ခင်မှာရေတွေက ရေကန်လေးကိုအရင်ဝင်မယ်ပြီးမှပိုက်ဖျားကထွက်မယ်ပေါ့အဲ့ဒီအချိန်တွေမှာအဆို့ရွှင်ကိုရုတ်တရက်ပိတ်ချလိုက်ရင်ဘာဖြစ်သွားမလဲရှင်အမ်ခဏနော် ရေကန်ထဲမှာရေရှိနေသေးရဲ့နော်ပိုက်ဖျားကနေရေဆက်ထွက်နေဦးမယ်ထင်တယ်ဟုတ်လားရေကန်ထဲကရေကုန်တဲ့ထီတော့ထွက်နေမှာပေါ့ တိကြပါရဲ့ရှင်အဆူရှင်ပိတ်လိုက်ပေးမယ်ရေကန်ထဲမှာတူလောင်ထားရဲ့ရေချန်နေရွဲ့ပိုက်ဖျားကနေရေစီးတာက ပုံမှန်တိုက်ဆက်ရှိနေမှာပါရေကန်ထဲကရေကုန်သွားမှပါရေထွက်တာရက်သွားမှာဒီတဘွားရာဆိုရင် ရေကန်ဟာရေကိုခဏတူလောင်ဖို့ရောရေပေးတာရုတ်တရက်ပြတ်သွားတာမျိုးမှာရေစီးတာကိုချုံမွေအောင်လုပ်ဖို့ရောတွန်းလို့ရတယ်ဆိုတာတွေ့ရမှာပါအိုးတဘောပေါ့ဘီဒါဆို လက်စပလမ်းမှာကပစီတာကအတိအကျဒီရေကန်လိုပဲအလုပ်လုပ်တာပေါ့လက်စစွိုင်းအင်ကိုခဏလောင်ထားပြီးတော့လက်စစီလာရုတ်တရက်ပြောင်းသွားတာခဏပြတ်သွားတာမျိုးမှာသူကကြားတဲ့ကနေစွိုင်းအင်ထုတ်ပေးပြီးစာခစ်ကိုတည်ငြိမ်အောင်ချောမွေ့အောင်လုပ်ပေးတဲ့ဆိုတဲ့သဘောလားအတိအကျပါပဲရှင်ဥပမာလေးတစ်ခုနဲ့ထပ်ပြောရရင်လေကပစီတာမပါဝဲပလမ်းမှာမီတီလေးတစ်လုံးကိုခလုံးနဲ့အဖွဲအပိမြဲမြဲလေးလုပ်ကြည့်မယ်ဆိုရင်မီတီကမိတ်တုံမိတ်တုံထင်နေတာတွေ့ရမှာပါ လက်စစ်ကတ်ရလိုက်မရလိုက်ထင်နေလို့လေဟုတ်ကဲ့ဟုတ်ကဲ့မြင်ဘူးပါတယ်အခုအဲ့ဒီပတ်လန်းနဲ့ကို capacitor တလုံးထည့်လိုက်မယ်ဆိုရင်ကိုခလုတ်ကိုပိတ်လိုက်လို့လက်စစ်မရတော့တဲ့ချိန်ပိုင်းလေးတွေမှာလဲ capacitor ထဲမှာတော်လွန်ထားတဲ့စွိုင်းကထွက်လာပြီးမီးဒီကိုခဏ16နေအောင်ထောက်ပံပေးထားလိုက်တယ်ဒါကြောင့်မီးဒီကမိတုံမိတုံမဖြစ်တော့ပဲအလင်းရောင်တာပို့ပြီးတော့တည်ငြိမ်တော့တာတွေ့ရမှာပါဒီလိုလက်စစ်အတက်အကျတွေကိုချောမွေ့အောင်လုပ်ပေးတာက capacitor ရဲ့အဓိကအတုံးဝင်မှု တစ်ခုပါပဲရှင်ဟုတ်ပြီဒါဆိုဒီလိုအတုံးဝင်တဲ့အလုပ်တွေကိုလုံးနိုင်ဖို့ကပက်စီတာတလုံးရဲ့အတွင်းမိုင်းဖွဲ့စည်းပုံကဘလူးများရှိနေတယ်လဲမြဘာပဲစီတင်နဲ့လှုပ်ထားတာလေအတူပြားနှစ်ခုကတရိပ်ထိလို့မရဘူးခြားထဲမှာလျက်စစ်မကူတဲ့ PC insulating material တခုနဲ့ချထားရတယ်ဥပမာကြွေထဲ ceramic လိုမျိုးဒါမှမဟုတ် plastic film part lady စကူတို့လို PC မျိုးပေါ့ဒီလျက်စစ်က PC ကိုနီးပညာအရ dielectric လို့ခေါ်ပါတယ်ရှင် dye electric dielectric ball ဒီစကားလုံးကဘာကိုအတိအကျဆိုလိုတာလဲဗျာသူ့မမေထူးခြားတဲ့အရေးတွေရှိနေလို့လားဟုတ်ကဲ့ dye electric ဆိုတာကလက်စစ်မကူတဲ့ပစ္စည်းဆိုပေမဲ့လေလက်စစ်စကွင်း electric field နဲ့ထိတွေ့တဲ့အခါသူအတွင်းတက်လေအမုံလေးတွေရဲ့လက်စစ်တက်အပေါင်းအနှုတ်တွေကအစီအစဉ်ကြကြလေးပြနေရယူသွားနိုင်တဲ့သဘောရှိတယ်။တနည်းအားဖြင့်လက်စစ်တက်အာဝန်ရုံဆုံကြွေးပြားသွားနိုင်တဲ့တတိ polarize ရှိတာကိုဆိုလိုတာပါ။ ဒီ polarization ဖြစ်စဉ်က capacitor တလုံးရဲ့ swing in to long line swing capacitance ကိုတိုးမြင့်ပေးတာမှာအရေးပါပါတယ်။အတွင်းနဲ့လုံကန်းစဉ်ပြောတဲ့အခါပိုရှင်းသွားပါလိမ့်မယ်။နောက်ပြီးတော့လေ capacitor အများစုရဲ့ပြင်ပတ်မှာအနှုတ်နှုတ်တိုင်ကိုပြတဲ့အစင်ကြောင်းလေးတောင်မမအနှုတ်တင်ကြတာလေးပါတတ်တယ်။ဒါကပလန်းထဲမှာတတ်တဲ့အခါအပေါင်းတို့မမအောင်တတ်ဖို့အရင်အရေးကြီးပါတယ်ရှင်။မားတက်မြင် capacitor ပြက်စီးသွားနိုင်တယ်။ဖွဲ့စည်းပုံကိုသိရပြီဆိုတော့သူတွေကိုလျက်စစ်ဆွိုင်းရင်ဘယ်လိုရောက်သွားသလဲ။ အားသွင်းတဲ့ charging လုပ်ငန်းစဉ်ကဘလို့ဖြစ်တာလဲဆိုတာစစ်ကြည့်ရတာပေါ့ capacitor ကို battery လိုမျိုး power ရင်းမြစ်တစ်ခုနဲ့ချိန်လိုက်ရင်ပါတယ်မလို့ပြောကောင်းပါမရှင် capacitor ကို battery နဲ့ဆက်လိုက်ပြီးဆိုတာနဲ့ battery ရဲ့ volt of voltage က less တဲ့ရဲ့ PR လိုမျိုးပဲသူက electron လို့ခေါ်တဲ့အနုတ်သက်ဆောင်တဲ့အမှွန်လေးတွေကို battery ရဲ့အနုတ်ငုတ်တိုင်ကနေ capacitor ရဲ့တတ္တုပြတစ်ချက်ဘက်ကိုတွန်းပို့လိုက်တယ် electron တွေကပြားတစ်ချက်ပေါ်ကိုရောက်သွားပြီ ဟုတ်ပြီဒါဆိုကြံနေပြားတစ်ချိန်မှာကိုဘာဖြစ်လဲအဲ့ဒီအချိန်မှာပဲ electronic ရောလာတဲ့ပြားနဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့တတူပြားပေါ်က electron တချို့ကအပြင်ကိုထွက်သွားပြီး battery ရဲ့အပေါင်းငုတ်တိုင်းဘက်ကိုစီးဝင်သွားပါရရှင်ဒီနေရာမှာအရေးကြီးတာတစ်ခုက electron တွေဟာကြားထဲက dielectric lysic ကပစ္စည်းကြောင့် capacitor ရဲ့ပြားနှစ်ခုကြားကိုတိုက်ရိုက်ဖြတ်သွားလို့လုံးဝမရပါဘူးဩဆိုလိုတာက electron တွေကပြားတစ်ချက်ပေါ်မှာပဲစုလာတယ် နောက်တစ်ချက်မှာတော့ electronic နေသွားတယ်ဟုတ်လားဒီလိုအခြေအနေက block ကြာကြာဖြစ်နေမှာလေဒီ electron စီးဆင်းမှုကအမဲရတော့မဖြစ်ပါဘူးရှင် electron တွေပြားတစ်ချက်ပေါ်မှာစုလာတာ ਨੇ အမြအဲ့ဒီပြားက အနုတ်တပ်ပုံများလာပြီး capacitor ရဲ့ငုတ်တိုင်နှစ်ခုကြားက voa ကလည်းတဖြည်းဖြည်းမြင့်လာပါတယ်ဒီ capacitor ရဲ့ voa ကသူ့လိုအာသွင်းပေးနေတဲ့ battery ရဲ့ voa နဲ့ဖြည်းဖြည်းထူလာပြီးနောက်ဆုံးမှညီသွားတဲ့အခါ electron တွေကိုတွန်းပို့နေတဲ့အားကညီမြသွားတော့နောက်ထပ် electron စီစစ်မှုရပ်သွားပါတယ်အဲ့ဒီအချိန်မှာ capacitor ဟာအားအပြစ်တွင်ပြီးသားအခြေအနေကိုရောက်သွားပြီလို့ပြောလို့ရပါတယ်ရှင်ဒါဆိုအဲ့ဒီပြားတစ်ချက်ပေါ်မှာ electron တွေပိုနေပြီးအနုတ်ဖြစ်နေပြီနောက်တစ်ချက်မှာ electron တွေနဲနေတဲ့ အပေါင်းဖြစ်နေတဲ့အခြေအနေအဲ့ဒါကပဲကပစီတာကစွန့်အင်တူလောင်ချားတယ်ဆိုတာလားဟုတ်ပါတယ်ရှင်အဲ့ဒီလိုပြားနှစ်ခုပေါ်မှာလက်စစ်တက်မညီမျှမှုဖြစ်နေတာတနည်းအားဖြင့်ပြားနှစ်ခုကြားမှာ အလားအလာကွာခြားချက် difference in potential ဒါမှမဟုတ် voa ကွာခြားချက် voltage difference ဖြစ်ပေါ်နေတာကပဲစွာအန်ကိုလက်စစ်ဆက်ကွင်းပုံစံနဲ့တူလောင်ထားလာဖြစ်ပါတယ်လိုအပ်တဲ့အချိန်ကျရင်ဒီတူလောင်ထားတဲ့စွာအန်ကိုပြန်ထုတ်သုံးနိုင်တာပေါ့ ဒီ VO အကွာချချက်ကို multimeter လို့ကြည့်ရနဲ့တိုင်ကြည့်လို့ရပါတယ်ရှင်။ VO ဆိုတာကို fit aberration နဲ့ခိုင်နိုင်လို့ရတယ်လို့အစောကပြောသွားသေးတယ်နော်။အဲ့ဒါလေးနည်းနည်းလောက်ထပ်ရှင်းပြပါလားဗျ။အောင်းနဲ့မိကောမှရှင်။ဘူအာကိုနားလည်လွင်အောင်စဉ်းစားတဲ့အခါဖီအားနဲ့နိုင်ရှင်ကြည်တာက အထောက်ကူချစ်စေပါတယ်ဖီအားကို တိုင်းတဲ့အခါလေတနီယာတဲရဲ့ဖီအားကိုတိုင်းတာမဟုတ်ဘူးနီယာနှစ်ခုကြားကဖီအားကွက်ချချက်ကိုတိုင်းလာတာပါ ဥပမာကတာယာလေးဖီအားတိုင်းနေဆိုရင်တာယာတွင်းမဲ့လေးဖီအားနဲ့အပြင်ဘက်ပတ်ဝန်းကျင်လေးတူခီအားကြားကကွာချချက်ကိုတိုင်းတာမျိုးပေါ့ဒါမှမဟုတ်ရေပိုက်ထဲကရေဖီအားကို pressure gauge နဲ့တိုင်းရင်ပိုက်တွင်းမဲ့ဖီအားနဲ့ပိုက်ပြင်ဘက်ကဖီအားများတော့အဖြစ်လေးတူဖီအားပေါ့ကြားကကွာချချက်ကိုတိုင်းတာပါရေပိုက်ထဲမှာဖီအားမရှိရင် gauge ကတွန်းညာမဲ့ပြနေမှာလေအတွင်းနဲ့အပြင်ဖီအားတူနေလို့ပေါ့ဟုတ်ဟုတ်ဟုတ်ဒါဆို capacitor မှာလည်းအတူတူပဲပေါ့ အလက်ထရောနစ်ဆူနေတဲ့အနုပြားနဲ့အလက်ထရောနစ်နဲနေတဲ့အပေါင်းပြားအဲ့ဒီကြားက60 PR ကွာချချက်ကိုမတ်တီမီတာနဲ့တိုင်းတာတာကဗိုအားတိုင်းတာတာပဲမှန်ပါလိမ့်ရှင်ကပက်စတာအပြည့်တော်လို့ဘက်ထရီကိုဖြုံးလိုက်ရင်တော့အဲ့ဒီပြားနှစ်ခုကြားကဗိုအားကွာချချက်ကဆက်ရှိနေတော့ပဲဘာလို့လဲဆိုတော့အလက်ထရောနစ်ကဒိုင်လက်ထရစ်ကြောင့်ဖြစ်သွားလို့မရဘဲပြားပေါ်မှာပိတ်နေနေလို့ဖြစ်နေလို့ပါဒီအချိန်မှာဘာကအလက်ထရောနစ်ကိုသူတို့နေရာမှာဆက်ထိန်တာတယ်လဲဆိုရင်တော့ ရက်စစ်ဆက်ကွင်း electric field ကြောင့်ပါပဲရက်စစ်ဆက်ကွင်း electric field ပေါ့အဲအဲ့ဒါကဘလို့မြို့ပါလဲအလိုက်တွေကိုစဉ်းစားကြည့်ပါလားရှင်မြောက်နဲ့တောင်ဆန့်ကျင်ဘက်ကုန်းတွေကချင်းချင်းဆွိုင်းညင်ကြတယ်လေဟေးဒီမှာလဲလာတူပါပဲအနုတ်တဆောင်တဲ့ electronic အများကြီးစုနေတဲ့ပြားရဲ electronic နဲ့ပြီးပေါင်းတဲ့လွှမ်းမိုးနေတဲ့ပြားရဲ့ကြားမှာတစ်ခုနဲ့တစ်ခုဆွိုင်းညင်နေတဲ့အားတစ်ခုရှိနေတယ် ဒါပေမဲ့ဂျားတဲ့ကဒိုင်းအီလက်ထရစ်လက်စစ်ကပစ္စည်းကသူတို့ကိုတရက်မီထိခွင်ပေးဘူးတားထားတယ်။ဒီစွမ်းငင်အား attractive force ကိုပဲလက်စစ်ဆက်ခွင် electric field လို့ခေါ်တာပါ။ဒီလက်စစ်ဆက်ခွင်က electron တွေကိုသူတို့စီးဆင်းသွားကိုလမ်းကြောင်းအတစ်တစ်ခုမပေးမချင်းသူတို့ရဲ့ပြားပေါ်ကနေရာမှာတင်းရင်အောင်ထိန်းထားပေးတယ်။ဒါကစွမ်းရည်သုံးလုံးထားတဲ့အခြေအနေပါပဲရှင့်။ဒါဆိုအားသွင်းဒီစွမ်းရည်သုံးလုံးထားတဲ့ capacitor ကနေစွမ်းရည်ကို ပြန်ထုတ်သုံးတဲ့အားထုတ်လို့ချင်း discharging လုံကစင်ကြလို့ ဘလို့ဖြစ်လာတာလဲသူ့လိုလိုဖြစ်တာလားလမ်းကြောင်းပစ်ရတာလားသူအလုံးလိုတော့မဖြစ်ပါဘူးရှင်တူလောင်ထားတဲ့စွမ်းရင်ကိုထုတ်တုံးဟုတ်ဆိုရင်အဲဒီစုနေတဲ့အီလက်ထရွန်ကြီးစီးသွားနိုင်မယ့်အလမ်းကြောင်းအခုဖန်တီးပြီးဖို့လိုပါတယ်ဥပမာပေါ့နော်အာသွင်းထားတဲ့ကပစီတာရဲ့ငုတ်တိုင်နှစ်ခုကိုမီးသီးလေးတူလောင်နဲ့ဆက်သွယ်လိုက်တယ်ဆိုပါစို့အဲ့ဒီအခါကျရင်အီလက်ထရွန်လေးကအနုပြားပေါ်ကနေမီးသီးကိုဖြတ်ပြီးတော့ အပေါင်းများဘက်ကိုစီးသွားဖို့လမ်းကြောင်းရတော့ပြီပေါ့ဟုတ်ပါတယ်အဲ့ဒီလို electron ကြီးမိတိကိုဖျက်ပြီးစီးဆင်းတဲ့အခါမှာ မိတိကို link စီမှာပေါ့ဒါက capacitor သူ့မှာတူလုံထားတဲ့ဆွဲရင်ကိုထုတ်လွတ်ပြီးအလုပ်လုပ်နေလာပါပဲဒါမဲ့ဒီဆွဲရင်ထုတ်လွတ်မှုကအကန့်အသတ်တော့ရှိပါတယ်ရှင်ဘယ်လိုအကန့်အသတ်မျိုးလဲဗျဒီ electron စီးဆင်းမှုကလေပြားနှစ်ခုပေါ်က electron အရေးအထွက်ပြန်ပြီးညီများသွားတဲ့အချိန်အထိပဲကြာမှာပါ electron ဘေကအနုကရကနေအပေါင်းပြဘက်ကိုစီးဝင်သွားရင်းနဲ့ပြားနှစ်ခုကြားကရှက်စစ်သက်မညီမျှမှုက တဖြည်းဖြည်းလျော်လာမယ်။အဆုံးမှာပြားနှစ်ခုပေါ်မှာ electron အရေထွက်ကအကျန်းဖြင့်ညီသွားတဲ့အခါ voa ကွာခြားချက်ကသူညက် zero volts ဖြစ်သွားတယ်။အဲ့ဒီခါကျရင် electron တွေကိုတွန်းပို့ပေးမဲ့တွန်းကန်အားမှမရှိတော့တာ။ဆိုတော့ electron စီစမှုရပ်သွားပြီးမိတိလည်းမိတ်ကွာပါလိမ့်မယ်။အော် ဆိုလိုတာက capacitor ကဘက်ထရီလိုမျိုးအကြာကြီးစွမ်းရည်မပေးနိုင်ဘူးသူတွေမှာရှိတဲ့လောက်ကုန်သွားတဲ့အထိခဏပဲပေးနိုင်တယ်ပေါ့အစောကပြောခဲ့သလိုပေါ့လက်စစ်ထောက်ပံ့မှုခဏတာပြတ်သွားတဲ့အခြေမျိုးမှာရှားဖြတ်ပြီးစွမ်းရည်ထောက်ပံ့ပေးနိုင်တာဒါမှမဟုတ်လက်စစ်စီကြောင်းအတက်အကျတွေကိုချောမွေ့အောင်လုပ်ပေးနိုင်တာတွေကဒီသဘောတရားပေါ်မှာအခြေခံတာပါဘက်ထရီကိုပြန်ဆက်လိုက်ရင်တော့ capacitor ကနောက်တစ်ကြိမ်အပြောင်းဝင်လာပြီးနောက်ထပ်သုံးဖို့အသင့်ဖြစ်သွားရောပေါ့။ကောင်းပါပြီ။ ဒါဆိုရင်ဒီလိုအာတွင်းအာထုမြ мян လို့နိုင်တဲ့ capacitor တွေကိုလက်တွေမှာဘလိုနေရာတွေမှာအတွများကြလဲသူတို့ ပုံစံတွေကတော့ဘလိုရှိတယ်လဲဗျာ capacitor တွေကိုသုံးတဲ့နေရာတွေကတော့အများကြီးပဲရှင်ပုံစံမျိုးစုံအယူအဆမျိုးစုံနဲ့လာကြတယ်အများဆုံးတွေ့ရတတ်တာကတော့ electronic ပတ်လံပြား circuit board ဒီပေါ်မှာပေါ့အဲ့ပေါ်မှာစီလင်ဒါပုံစံတတူပူးလေးလေးတောင်ဟုတ်ကြွေပြားဝိုင်းလေးလေးလေးတောင်ပြတ်ချက်ချက်လေးတွေစသဖြင့်ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပါတယ် အယောင်တွေကလည်းစုံလို့ circuit board တွေပြီးတခြားဘေးနီးယားတွေမှာတုံသေးလဲပိုကြီးတဲ့ capacitor တွေကိုတော့ဆက်မှုလုပ်ငန်းသုံးပစ္စည်းတွေမှာတွေ့ရတတ်သရှင်ဥပမာ induction motor တွေဆက်လဲဖို့အားပေးတဲ့နေရာမျိုးတွေမှာတုံးတယ်အိမ်သုံးပစ္စည်းတွေမှာဆိုရင်မျက်နှာကျက်ပန်းက ceiling fans တို့လေအေးပေးဆက် air conditioning unit တွေရဲ့ပြင်ပ condenser unit တွေမှာလည်းတတ်တူဘူးပုံစံနဲ့ capacitor တွေကိုတွေ့နိုင်ပါတယ်တွေ့အတုံးဝင်မုံကိုအဓိကခေါင်းစဉ်ကြီးနှစ်ခုနဲ့ပြောရရင်တော့ဟုတ်ကဲ့ပြောပြပါအောင်ခင်ဗျာ အထမတစ်ခုက power factor ဖြူပြင်းခြင်းပါဒါကအထူးသဖြင့်စက်ယုံ အလုတ်ယုံတွေအဆောက်အုပ်ကြီးတွေမှာအရေးကြီးတယ်အဲ့ဒီနေရာတွေမှာ motor လိုမျိုး inductive load တွေအများကြီးသုံးတဲ့အခါလစ်စစနစ်ထဲမှာလက်စီကြောင်း current က volt r voltage ရဲ့ line ပုံစံရဲ့နင်းနေနှုတ်ချနေတတ်တယ် lag fit တယ်လို့ခေါ်တာပေါ့ဒါကဘာလို့လဲဆိုတော့ motor တွေကတန်လိုက်စက်ကွင်းသုံးပြီးအလုတ်လုတ်တော့လက်စီကြောင်းပြောင်းလဲမှုကိုခုခံတဲ့တတ်တည် inductance ရှိနေလို့ပါဒီလို current and voltage ထတ်တူမကြပဲ lag ဖြစ်တာကစွမ်းအင်ကိုထိထိရောက်ရောက်မသုံးနိုင်ပဲအလဟတာဖြစ်စေတယ်ရစ်စစ်တအားပဲစနစ်အပေါ်မှာလဲဝန်ပိုးစေတယ်ဒီပြဿနာကိုဖြေရှင်းဖို့ current and voltage ကိုပြန်ပြီးထတ်တူကြအောင် in phase ဖြစ်အောင် capacitor ဘန်ကြီးတွေ capacitor အများလေးစုထောင်းလာကိုတုံးပြီးဖြူပြင်ပေးရပါတယ်ဒါကို power factor correction လုပ်တယ်လို့ခေါ်တာပါရှင်အော် ဆိုရင်အလေအလွတ်နင်းအောင်နဲ့လက်စစ်စနစ်ပိုကောင်းအောင်လုပ်ပေးတာပေါ့ကောင်းပါတယ်ဒုတိယအတွုံးဝင်ပုံကတော့ပါလေဗျာဒုတိယအတွုံးများတဲ့ဂျင်နီယာကတော့ AC alternating current လက်စစ်ကို DC direct current လက်စစ်ပြောင်းတဲ့နေရာတွေမှာချိုးမွေ့စေဖို့ smoothing တုံးတာပါပဲကျမတို့အိမ်ထဲမှာတုံးတဲ့ plug ပေါက်ကရတဲ့လက်စစ်က AC လေသူကလှိုင်းပုံစံနဲ့အပေါင်းအနှုတ်အလဲကျပြောင်းနေတာ ဒါပေမဲ့ electronic ပစ္စည်းများစုကတည်ငြိမ်တဲ့ DC ကို လိုအပ်တယ်။ဒီတော့ ACO DC ပြောင်းဖို့ rectifier လို့ခေါ်တဲ့ပလန်ဥပမာ full bridge rectifier ကိုသုံးရတယ်။ rectifier က AC line ရဲ့အနုဘက်ခြမ်းကိုအပေါင်းဘက် landing ပေးလိုက်ပေမဲ့ထွက်လာတဲ့ DC ကလုံးဝညီနေတာမဟုတ်သေးဘူး။ line တွင်းတလို ripple ဖြစ်နေတော့ပဲ။ line ထိပ်တီးကြားထဲမှာ voltage ကျသွားတဲ့အချိန်လေးတွေရှိနေတာပေါ့။ ဲ့ဒီအချွင်းလေးတွေကိုခေပြီးဟိုကပက်စီတာကိုတုံးတာလားဟုတ်ပါတယ်ရှင်အဲ့ဒီ rectifier ရဲ့အထွတ်မှာ capacitor တလုံးချိတ်ထားလိုက်ရင်လှိုင်းထိပ်ရောက်နေတော့ capacitor အားသွင်းပြီးဆွမ်းအင်တူလောင်ထားမယ်လှိုင်းထိပ်ကနေဗိုအပြန်ကြသွားတဲ့အချွင်းအချိန်လေးမှာ capacitor ကသူ့မှာတူလောင်ထားတဲ့ဆွမ်းအင်ကိုပြန်ထုတ်လုပ်ပြီးအဲ့ဒီအချွင်းကိုဖြည့်ပေးလိုက်တယ် ဒီလိုနီးနဲ့ထွက်လာတဲ့ DC ဖို့အားပိုပြီးညညာချုံ့ွေသွားပြီးတကက်တီငိန်နဲ့ DC ထောက်ပတ်မှုနဲ့ပို့တူသွားစီမှာတယ်။ဒါ power supply တိုင်းလိုလိုမှာတုံးတဲ့အခြေခံနီလန်းတစ်ခုပါပဲရှင်။ဟုတ်ပါပြီ။ဒါဆို capacitor တလုံးကိုလက်ထဲမှာကိုက်ကြည့်လိုက်ရင် သူ့ပြင်မှာရေးထားတဲ့စာတွေကနန်းတွေကဘာတွေကိုပြောချင်တာလဲ။ဘလို့ဖတ်ရမလဲဗျ။ ောင်းနေမီကွန်မှာရှင်းကပက်စီတာအညာဆုံးရဲ့ဘေးမှာအထက်ကတန်ဖိုးနှစ်ခုရေးထားတာတွေ့ရပါလိမ့်မယ်။တစ်ခုကသူ့ရဲ့ကပက်စီတန်တန်ဖိုးပါ။ဒါကသူ့လက်စွဲရင်ဘလောက်တိုးလှောင်နိုင်လဲဆိုတဲ့ပမာဏကို ပြတာပါ။သူကိုတိုင်းတာတဲ့ unit က ferret ferret လို့ခေါ်ပြီး english acquire f အကြီးလာလုံးနဲ့တင်ခေတပြပါတယ်ဒါပေမဲ့ one ferret ဆိုတာတကယ်တော့အရန်ကြီးရဲ့တန်ဖိုးဖိနေလို့တာမန် capacitor တွေမှာဒီလောက်ကြီးတာမတွေ့ရတတ်ပါဘူးဟုတ်နောက်ဆိုဘယ်လို unit တွေနဲ့တွေ့ရတာလဲ အများဆုံးတွေ့ရမှာက microfarad ပါသူရဲ့တင်ကြတာက greek akera mu နဲ့ f ကိုပေါင်းထားတဲ့ mu f ပါအဲ့ဒီရှေ့က mu တင်ကြတာက micro ကိုကိုစားပြုပြီးတတန်းပုံတပုံလို့အဓိပ္ပာယ်ရပါတယ်ရှင်ဒါကြောင့် 1mu f ဆိုလား 1farad ရဲ့တတန်းပုံတပုံပါဥပမာ capacitor ဘေးမှာ 1000mu f လို့ရေးထားရင် microfarad 1000ရှိတယ်လို့ဆိုလိုတာပါတချို့အသေးလေးလေးမှာဆိုရင် nanofarad nf billion ပုံတပုံပါ ဒါမှမဟုတ် picofarad pf trillion ပုံတပုံနဲ့လေးတွေ့ရတတ်ပါတယ်ရှင်။ Okay, capacitance ကိုတီးပြီးနောက်ထပ်အရေးကြီးတဲ့တန်ဖိုးတစ်ခုကပါလဲဗျာ။နောက်တစ်ခုက voltage တန်ဖိုးပါရှင်။ဒါကိုတော့ကျမတို့ယူနီပီတာ volt ဆိုတဲ့ unit နဲ့တိုင်းတာပြီးအင်္ဂလိပ်အက္ခရာ V နဲ့တင်ကြတာပြပါတယ်။ capacitor ပေါ်မှာရေးထားတဲ့ voltage တန်ဖိုးကအရင်အရင်အရေးကြီးပါတယ်။ဒါဟာဒီ capacitor က ဘေးကင်းစွာခံနိုင်ရည်ချွေတဲ့အမြင့်ဆုံး VO R maximum working voltage ကိုဆိုလိုတာပါဒီတံပိုးထက်ကျော်လွန်တဲ့ VO R ရှိတဲ့ပတ်လမ်းမှာဒီ capacitor ကိုသွားသုံးမိရင်သူ့မခံနိုင်တော့ဘူးအတွန်းမိုင်းက dielectric ပစ္စည်းပြီးပောက်ကွဲတာမိခိုးထတာမျိုးဖြစ်နိုင်ပါရဲ့ရှင်ဒါကြောင့်ပတ်လမ်းတစ်ခုအတွက် capacitor ရွေးတဲ့အခါအဲ့ဒီပတ်လမ်းမှာရှိနိုင်တဲ့အမြင့်ဆုံး VO R ထက်ပိုများတဲ့ voltage rating ရှိတဲ့ capacitor ကိုရွေးဖို့လိုရပါတယ်ဥပမာ7 volt ပတ်လမ်းမှာသုံးမယ်ဆိုရင်အနည်းဆုံး7 volt ဒါမှမဟုတ် 16V rated capacitor မျိုးယူတင်ပါလိမ့်ရှင်။အင်မတန်မတားစရာအချက်ပါပဲ။ဒါဆို ကို့မှာရှိနေတဲ့ capacitor တစ်လုံးက ကောင်းတယ်လားမကောင်းဘူးလားဒါမှမဟုတ်သူ့တန်ဖိုးကဘလော့အတိအကျရှိလဲဆိုတာကိုစမ်းကြည့်ရင်ကိုဘယ်လိုလုပ်ရမလဲ။ capacitor တွေကိုစမ်းတက်ဖို့အတွက် multimeter လို့ခေါ်တဲ့လက်စစ်တိုင်းတားရဲ့ကိရိယာကိုအသုံးပြုနိုင်ပါလိမ့်ရှင်။ multimeter များစုမှာ capacitor ရဲ့ capacitance တန်ဖိုးကိုတိုင်းနိုင်တဲ့ function ပါလာပါတယ်။ ဒါပြင်သူထဲမှာတိုးလောင်ထားတဲ့ vo အဘလောက်ကြနေတယ်လဲဆိုတာကိုလည်းတိုင်လို့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာအန်တရကင်းရှင်ရေး safety ကအရန်အရေးကြီးတယ်ဆိုတာကိုထပ်ပြီးတော့အလေးပေးပြောပါစေ။ဟုတ်ကဲ့ဟုတ်ကဲ့ safety fastball ဘာတွေကိုအဓိကသတိထားမလဲခင်ဗျာ။အဓိကသတိထားရမှာက capacitor ရလျက်စစ်ဆွမ်းအင်ကိုတိုးလောင်နိုင်စွမ်းရှိတော့ပလန်းကနေဖြုတ်ထားလိုက်ရင်တော့မှသူတို့ထဲမှာပိုအားမြင့်မြင့်နဲ့အချိန်ကတော့ကြာအောင်ကြံ့နေနိုင်နေဆိုတဲ့အချက်ပါပဲ။ အထူးသဖြင့် power supply နဲ့ motor တွေမှာသုံးတဲ့ voa min capacitor ကြီးတွေမှာဆိုရင်အသက် and ဖြစ်စေနိုင်တဲ့ voa နိုင်ပေါင်းများစွာတစ်ခါတလေရက်နဲ့ချီပြီးတော့ကြံ့နေနိုင်ပါလိမ့်ရှင့်။ဒါကြောင့် capacitor တလုံးကိုကင်ရွယ်ဖို့ဖြစ်ဖြစ်စမ်းသပ်ဖို့ဖြစ်ဖြစ်မကြိုးစားခင်မှာသူထဲမှာအန်ရရှိတဲ့ voa ကြံ့နေသေးလားဆိုတော့ကိုအမြဲတမ်းအရင်ဆုံးစစ်ဆေးရမယ်။ဟုတ်ပြီ။ voa ကိုဘယ်လိုစစ်ဆေးရမလဲ multimeter ကို dc voltage တိုင်းနဲ့ mode ကိုပြောင်းပါရှင်ပြီးရင် meter ရဲ့အနီနောင် probe တိုင်းတိုင်းရဲ့ငုတ်တန်ကို capacitor ရဲ့အပေါင်းငုတ်တိုင်းများသောအားဖြင့်ရှည်တဲ့ငုတ်တိုင်းဒါမှမဟုတ်အနုတ်အမတ်တပါတဲ့ဘတ်မှာထိပါအနက်ရောင် pro ကိုအနုတ်ငုတ်တိုင်းတိုးတဲ့ငုတ်တိုင်းဒါမှမဟုတ်အစင်းချောင်းပါတဲ့ဘတ်နာထိလိုက်ပါမီတာမှာ voter ဘလပြရတယ်ကြည်ပါ အကယ်၍ voter ကသူ့ညာမဟုတ်ပဲ server votes vote အနေငယ်ဒါမှမဟုတ်တီးထက်ပုံများနေရင်အဲ့ဒီ capacitor ကိုလုံးဝမကင်ပါနဲ့ဦးသူ့ထဲမှာထိုးလောင်ထားတဲ့လက်ဆက်တအားကိုအရင်ဆုံးဘေးကင်းစွာထုတ်ပစ်ဖို့ discharge လုပ်ဖို့လိုအပ်ပါတယ်ရှင် discharge ကိုဘယ်လို baking အောင်လုပ်ရမလဲဗျာဝါယာကျိုးနစ်ဆက်နဲ့တိုက်ရိုက် cost လိုက်လို့မရဘူးလားအိုးလုံးဝမလိုက်တယ်မောင်ကြီးရှင်ငုတ်တိုင်နှစ်ခုကိုဝါယာကျိုးဒါမှမဟုတ် screwdriver လို့လစ်ကူဖြစ်စီနဲ့တိုက်ရိုက်ဆက်လိုက်ရင်လစ်စီးချောင်းအများကြီးရုတ်တရက်စီးသွားပြီးမီးပွားရေထွက်တာပောက်ခွဲတာ capacitor ကိုယ်တိုင်ပစ်စီတာအပြင်ကိုယ့်ကိုယ်ပါအန္တရာယ်ဖြစ်စေနိုင်ပါတယ် ဘေးအကင်းဆုံးနီလန်းကတော့တင့်တော်တဲ့တံပုတ်ရှိတဲ့ resistor ခုခံတာတစ်ခုကိုကြိုက်ခံပြီးငုတ်တိုင်တစ်ခုကိုဆက်သွယ်ပေးတာပါပဲ resistor ကလစ်စီကြောင့်စီးတာကိုကန့်တက်ပြီးတော့တအားကိုဖိဖြည်းချင်းနဲ့ဘေးကင်းစွာထုတ်လွှတ်သွားစီမှာပါ discharge လုပ်နေတုန်းမှာလဲ voltage အကို1မီတာနဲ့ဆက်တိုက်နာနေပြီး voltage က millivolt ဗိုးရဲ့ထောင်ပုံတပုတ်အစစ်လောက်အထိဆိုလိုတာက 0.1V အောက်လောက်အထိကျပါပြီဆိုမှဒါကင်တွဲဖို့စိတ်ချရမှာဖြစ်ပါတယ်ရှင့်။ဟုတ်ကဲ့ရှင်းပါပြီ ဖိုးအားစစ်ဆေးပြီး discharge လုပ်ပြီးပြီဆိုရင် capacitance ကိုဘလို့တိုင်းမလဲဗျအဲ့ရခါကျမှ multimeter ကို capacitance တိုင်းတဲ့ function များသောအားဖြင့် F ဒါမှမဟုတ် capacitor သင်္ကေတနဲ့ဖျောထားတတ်ပါတယ်ကိုပြောင်းမှပြီးရအပေါင်းအနုတ်နုတ်တိုင်းဒီကို မှန်တောင်ထိပေးလိုက်ပါမီတာက capacitor ကိုအားသွင်းကြည့်ပြီးသူ့ရဲ့ capacitance တန်ဖိုးကိုတွက်ချက်ပြတတ်လာလိမ့်မယ်။ခဏလောက်တော့စောင့်ရတာပါရဲ့ရှင်။မီတာမှာပြတဲ့တန်ဖိုးက capacitor ဘေးမှာရေးထားတဲ့တန်ဖိုးနဲ့တထက်တဲ့ကြာချိန်မှာကြာပါလိမ့်မယ်။ ထုတ်လုံမှုကွာခြားချက် tolerance တော်ဆိုတာရှိတော့နည်းနည်းကွာခြားနိုင်ပါတယ်ဥပမာ1000 UF ရေးထားတဲ့ capacitor ကိုတိုင်းတဲ့အခါ950 UF တမောမော1050 UF လောက်ပြတာမျိုးကပုံမှန်ပါပဲ။ဒါပေမဲ့တန်ဖိုးကအရင်ကြီးကွာနေရင်ဒါမှမဟုတ်ဘာတန်ဖိုးမှမပြရင်တော့အဲ့ဒီ capacitor ပြည့်စွင်းနေပြီလို့ယူဆနိုင်ပါတယ်ရှင်။ကောင်းပါပြီ။ဒီတော့ capacitor တွေအချို့အတိုလီပြပြစုံစုံရွှေနေခဲ့ကြတာပေါ့။အဓိကမတားထားရတဲ့အချက်တွေကိုပြန်ချို့ရင် သူတို့ဟာလက်ဆစွမ်းအင်ကိုရက်စက်ဆက်ကွင်ပုံစံနဲ့အလွန်လင်းမင်းစားတိုးလောင်လန်တဲ့ထုတ်လွတ်နေတဲ့အကြီးရည်ရခဲ့တယ်။ဒီအမြန်နှုံးကြောင့်လက်စစ်ထောက်ပမှုအတက်ကြာတွေကိုချုံးမင်အောင်လုပ်ပြနေတယ်။ AC ကနေ DC ပြောင်းတဲ့အခါ report တွေကိုရှော့ချပြနေတယ်။ power factor ကိုပြုပြင်ပြနေတယ်။ဒါကြောင့် electronic PC တွေနဲ့လက်စစ်စနစ်တွေမှာမရှိမဖြစ်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာတွေပါပဲ။ဟုတ်ပါရဲ့ရှင်။အလုံးထဲမှာမှအရေးကြီးဆုံးအဖြစ်ထက်ခါထက်ခါအလေးပေးကြတာကတော့ ဘေးကင်းရေးကိစ္စပါပဲ capacitor ရေအထူးသဖြင့် bo armament capacitor ရပလန်းကနေဖြုတ်လိုက်ရင်တောင် and ရရှိတဲ့ lessit တအားကိုအချင်းအတော်ကြာတိုးလောင်ထားနိုင်တယ်ဆိုတော့ကိုဘယ်တော့မှမမေ့ပါနဲ့ဒါကြောင့်သူတို့ကိုကင်တွယ်ဖို့လိုအပ်လာတိုင်း bo အားကိုအမြဲတမ်းစစ်ဆေးပါလိုအပ်ရင် baking စွာ discharge အရင်လုပ်ပါတရချက်ကိုအမြဲတရိယာပါရှင့်ကိုယ့်ရဲ့ baking ရေကအရာအလုံးထက်ပိုရေးကြီးပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ဆုံးအနေနဲ့ကျွန်တော်တို့နားထောင်နေတဲ့သူတွေအတွက်စဉ်းစားစရာလေးထူထားခဲ့ခြင်းပါတယ် ကပက်စတရီရဲ့ဒီလိုစွမ်းအင်ကိုရင်မြန်စွာအသွင်အထုတ်လုပ်နေတဲ့ထူးခြားတဲ့စွမ်းအင်ကိုကြည့်ပြီးတာလေလက်ရှိအသုံးပြုနေတဲ့ power smoothing တို့ power factor correction တို့လိုနယ်ပယ်တွေအပြင်အနာဂတ်မှာဒီနည်းပညာတွေပိုထိုးတက်လာတာနဲ့အမျှဥပမာ battery လောက်နည်းနည်းစွမ်းအင်သုံးလောက်နဲ့လာတဲ့ super capacitor တို့ ultra capacitor တို့လိုနည်းပညာတွေပိုတွင်းကျလာရင်ဘယ်လိုအသုံးပြုမှုအတက်တွေထပ်ပြီးပေါ်လာနိုင်အောင်လဲစွမ်းအင်သုံးလောက်မှုနည်းပညာနယ်ပယ်မှာ capacitor တွေကဘယ်လိုအခက်အခဲနဲ့ပါဝင်လာနိုင်မလဲဒါမှမဟုတ် battery ကိုတစ်စိတ်တစ်ပိုင်းအစားထိုးနိုင်တဲ့အလားအလာမျိုးတို့ရှိလာနိုင်မလား ဒီအကြောင်းတွေကိုဆက်ပြီးတွေးတောကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်ဆွေးလေးမှုဒီမှာပဲအဆုံးသတ်လိုက်ပါစေခင်ဗျာ